ါရှင် online japan နဲ့ language center ဦးချင်းစီမှဆက်သခင်ပါခြင်းဖြစ်ပါတယ်ဒီ video file လေးကတော့ကျောင်းသားကျောင်းသူများကိုဒီ m4 level ရဲ့အခန်း38 mini math ဆိုတဲ့မြင်မဲ့ video file လေးပဲဖြစ်ပါတယ်အဲ့ဒါဆိုဆက်သလို့တူတူလေ့လာကြည့်အောင်နော်အော် ichiban mae ga sanka shima ဆိုရင်ပါဝင်စင်ရွဲဒီ sanka shima ပါဝင်စင်ရွဲဒီဆန်းစင်းနဲ့အတူတူအပြင်မှာလေးလာနေလို့သဘောထားပြီးတော့ like ဆိုမယ်ပေါ့နော်အော်အယုံဆုံးအတန်အတွက်ခြာပေးမယ်ပြီးရင်ဆန်းစင်းတို့မှတ်နီးလေးနဲ့အတူတူမှတ်ကြမယ်ပေါ့နော် ။မစံကရှိမပါဝင်စင်ရဲဒီစံကရှိမပါဝင်စင်ရဲဒီရှီအီနိစံစံကရှိမဆိုရင်ပြိုင်ပွဲတွင်ပါဝင်စင်ရဲဒီအဲ့မှာမှာပြိုင်ပွဲတွင်ပါဝင်စင်ရဲဒီကိုနောက်တစ်မျိုးဘယ်လိုပြောသေးလဲပြောလို့ရသေးလဲရှီအီနိဒဲမဆိုရင်လည်းပြန်ပွဲဝင်သည်ပေါ့နော်အတူတူပဲပြန်ပွဲမှာပါဝင်စင်ရဲပြန်ပွဲဝင်နေပေါ့နော်နောက်တစ်ခုကနိဗန်မဲကဆိုတာတင်မတ်ပြုစုပြထောင်သည်ဆိုတာတင်မတ်ပြုစုပြထောင်သည်ဟာခိုးဘီမတ်ရှေခမ်းမာရဲ့ပါပီတာနော်ဟာခိုးဘီမတ်တဲဆောင်သည်ဟာခိုးဘီမတ်တဲဆောင်သည် နီယူအင်းရှိမှစေယုံတက်သည်နီယူအင်းရှိမှစေယုံတက်သည်တိုင်းအင်းရှိမှစေယုံမှဆင်းသည်ဆိုင်တိုင်းအင်းရှိမှစေယုံမှဆင်းသည်ဒန်ကန်အိုအီလဲမတ်အီလဲမတ်ဆိုတာကထဲ့တာတို့သွင်းတာတို့เนาะဒန်ကန်အိုအီလဲမတ်ဆိုရင်ဒီလျက်စစ်မီဖွင့်သည်ပေါ့เนาะလျက်စစ်မီဒီလျက်စစ်ဓာတ်ကိုထည့်သည်ပေါ့တနည်းအားဖြင့်ပလက်ပေါက်တက်သည်တို့လျက်စစ်မီဖွင့်သည်တို့ဘာသာပြန်လို့ရရယ်เนาะဒန်ကန်အိုအီလဲမတ်လျက်စစ်မီဖွင့်သည် နောက်တစ်ခုကကြတော့ညစစ်တက်ကိုထည့်သည်ပေါ့နော်ညစစ်တက်ကိုထည့်သည်ဆိုပြီးတော့တော့ဘာသာမပြောင်းလျက်စင်မိဖွင့်သည်ခလုတ်ဖွင့်သည်ပေါ့နော်ဒန်ကန်ကိုခီလီမတ်ခီလီမတ်ဆိုတာက ဖြတ်တောက်တယ်လို့ပိတ်တယ်လို့နော်ဒန်ကန်ကိုခီလီမတ်ဆိုရင်လျက်စင်မိဖြတ်တောက်သည်လျက်စင်မိကိုပိတ်သည်နော်ခလုတ်ပိတ်သည်နောက်တစ်ခုကခါခီကိုခါခဲမတ်တော့ခတ်သည်ခါခီကခခတဲ့အီမန်ဆိုရင်တော့ခတ်ထားသည် နော်တော့ကိုကခတ်တယ်ဆိုလို့ရှင်ကိုကတော့ခတ်တယ်ဆိုလို့ရှင်ခါဂီကိုခါခဲမတ်အာတော့ခတ်ထားတယ်လို့ပြောချင်လို့ရှင်ကြတော့ခါဂီကခခတဲ့အီမတ်ဆိုပြီးတော့နော်နောက်တစ်ခုကဥဆိုးဆိုတာကဇန်တိုးအလိန်အညာကိုပြောတာနော်မူသားပေါ့ဥဆိုးကိုစုခီမတ်ဆိုရင်မူသားပြောသည် လိန်ညာပြောသည်ဥဆိုးကိုစုခီမတ်မူသားပြောသည်လိန်ညာပြောသည်ခိမိုချီဆိုရင်ရှေ့မှာလည်းချက်ခဲ့ပြီးသားခိမိုချီဆိုတာကစိတ်ခံစားချက်တို့စိတ်နေစိတ်ထားတို့စိတ်ပေါ့နော် ခိမိုချီကအီဆိုလို့ရှင်စိတ်ကြည်လင်သည်လန်ဆန်သည်ခိမိုချီကအီဆိုရင်စိတ်ကြည်လင်သည်လန်ဆန်သည်ခိမိုချီကဝါရူအီဆိုရင်စိတ်မကြည်မလင်ဖြစ်သည်မလန်းမဆန်ဖြစ်သည်ပေါ့နော်ဒါတော့စန်တရိုနောက်က test တွေပါတွေဖြုတ်ထားတာပေါ့နော် plain form အနေနဲ့ပြောထားတာအဲ့တော့မှစန်တရိုက e agitated သဘောမျိုးနဲ့ဒါစိတ်ခံစားချက်ဆိုတော့ခိမိုချီကဝါရူအီဆိုရင်စိတ်စိတ်မကြည်မလင်ဖြစ်တော့မလန်းဆန်တော့ခိမိုချီက e ဆိုလို့ရှင်စိတ်ကြည်လင်တော့လန်းဆန်တော့ဆိုပြီးသဘောအနေနဲ့ပြသပြန်လိုက်ရတယ်နော်ဘာလို့ကအိုခိနာ ကြီးမာတော့โอเคဆိုရင်လည်းကြီးမာတော့အီကိုဖြုံးနာနားထည့်ထားတာเนาะโอเคနာဆိုရင်လည်းကြီးမာတော့โอเคနာကြီးမာတော့ချီဆိုင်ဆိုရင်တင်းငယ်တော့ချီဆာနာဆိုလို့ရှင်လည်းတင်းငယ်တော့အာကချံအာကဤဆိုတာကနေတာကွာနေနေနေရဲ့ရဲ့ခလေးလေးပေါ့เนาะနေနေဟိုနေရဲ့တွန်နေတဲ့ဒီခလေးနေတာရဲ့လေးကိုပြောတာကွာချံဆိုတာကဒီအလိုမျိုး ကလေးငယ်လေးတွေတို့ဘာလို့ဆိုရင်ခြံသုံးနေပေါ့နော်အာကခြံဆိုရင်ကလေးငယ်အာကခြံကလေးငယ်ရှောကခိုးကခိုးဆိုတာအကြောင်းရှောဆိုတာကတင်းငယ်တယ်တို့နော်ဟောတင်းငယ်တဲ့အကြောင်းဆိုတနည်းအားဖြင့်မူလာတန်းအကြောင်းပေါ့နော်ရှောကခိုးမူလာတန်းအကြောင်းရှောကခိုးမူလာတန်းအကြောင်းချူးဆိုတာကအလဲကိုပြောတာချူးကခိုးအလဲတန်းအကြောင်းချူးကခိုးအလဲတန်းအကြောင်းအဲခိမရဲ့ဘူတာရှိအဲခိမရဲ့ဘူတာရှိ ခိုင်းကံပင်လေကန်းချီကိုပြောတာနော် ခိုင်းကံပင်လေကန်းချီခိုင်းကံပင်လေကန်းချီ ခိုးကြောဆိုရင် စိတ်ယုံခိုးကြောစိတ်ယုံခိုးကြောစိတ်ယုံတခါတည်းပဲဒီခန်းကြီးလေးတွေဟိုမျက်လုံးလေးနဲ့ကြည့်ပြီးတော့မှတ်သွားမယ်ပေါ့နော်တလုံးမှတ်မိလဲကိုယ့်အတွက်အမျက်ပဲမူလရွာမူလရွာမူလရွာခန္ဓာခန္ဓာဆိုတာကဟီရာဂါနာတို့ခတာခန္ဓာတို့ပြောတာနော်ခန္ဓာဟီရာဂါနာခတာခန္ဓာခန္ဓာဟီရာဂါနာခတာခန္ဓာ နောက်တစ်ခုကဒန်ကန်ဒန်ကန်ဆိုတာကလျှက်စစ်တအားလိုင်းခလုတ်မီခလုတ်ကိုပြောနော်ဒန်ကန်လျှက်စစ်ပါဝါဆပ်လိုင်းပေါ့ဒန်ကန်လျှက်စစ်တအားလိုင်းခလုတ်မီခလုတ်နောက်တစ်ခုကရှူးခန်အလေးချင်းရှူးခန်အလေးချင်းခန်ခိုးကျမ်းမာရေးခန်ခိုးကျမ်းမာရေးနိုင်နိုင်နီဆဲဆိုတာက မိတ်အင်ဆိုတဲ့အထိပ်ပဲနော်နိုင်နိုင်နီဆဲဆိုရင်ဥပမာနီဟွန်ဆဲဆိုရင်ဂျပန်နိုင်ငံထုတ်မိတ်အင်ဂျပန်ဆိုတဲ့အထိပ်ပဲချူးကိုကူဆဲဆိုရင်မိတ်အင်ချိုင်းနာပေါ့နော် မြန်မာဆဲဆိုလို့ရှိရင်မိတ်အင်မြန်မာပေါ့အဲ့လိုဒိဗ္ဗေနော်အာနီဟွန်ဆဲဆိုလို့ရှိရင်ဂျပန်နိုင်ငံထုတ်ဂျပန်နိုင်ငံထွက်ဂျပန်နိုင်ငံဖြစ်ဆိုတာဒိဗ္ဗေနော်ဘယ်တော့ကအိုတိုတိုရှိဆိုတာကနှစ်နှစ်မြောက်တစ်နှစ်ကဆိုတာဒိဗ္ဗေနော်ချော့နန်းဆိုရင်မနှစ်ကချော့နန်းဥပမာအခုက2025ခုနှစ်မနှစ်ကဆိုလို့ရှိရင်2024ခုနှစ်ပေါ့နော်ချော့နန်းဆိုလို့ရှိရင်ကျော်နန်းဆိုလို့ရှင်2024ခုနှစ်အိုတိုတိုရှိဆိုလို့ရှင်တော့2023ခုနှစ်ကိုရောက်သွားပြီ ဖိုတိုရှိဒီနှစ်ဆိုလို့ရှိရင်တော့ဆက်သလို2025နော်ဖိုတိုရှိဒီနှစ်က2025အဲ့တော့မှပြီးခဲ့တဲ့နှစ်ဆိုလို့ရှိရင်ချော့နဲ2024အိုတိုတိုရှိဆိုတာကဘာလဲဆိုရင်တမြန်တနှစ်ကပေါ့နော်တနှစ်ကပြောချင်တာနှစ်နှစ်မြောက်လို့ပြောလိုက်ရတယ်နော်တနှစ်ကနောက်တော့အာဤခဲနိုင်ဆိုရင်အာမဖြစ်ဘူးဆိုတဲ့အထိပဲအာမဖြစ်ဘူးဆိုတဲ့အထိပဲအာဤခဲနိုင်နောက်တစ်ခုကအိုဆာကီနီရှိဆိုလဲရှိမှအိုဆာကီနီဆိုပြီးတော့ အတူကောက်အနေနဲ့သုံးလို့ရတယ်နော်။ဥစားကင်းနေရှိတယ်လဲရှင်မဆိုတာကဟိုမှာအလုံမှာကိုကသူများတွေကမပြန်သေးဘူးကိုကပြန်တော့မယ်ဆိုလို့ရှင်အာအရင်ပြန်ခွင့်ပြုပါအရင်မယုံမသေးခွင့်ပြုပါပေါ့နော်။ရှစ်ဆိုလဲရှင်မဆိုတာတကယ်တော့ရိုင်းနေဆိုတဲ့အထိပဲ။အဲအရင်ရိုင်းခွင့်ပြုပါဆိုပြီးတော့ပြောတာမျိုးမဟုတ်ဘူးပေါ့တရက်ကြီးတော့အလိုကြီးမပြောင်းအဲအရင်မယုံမသိခွင့်ပြုပါအောင်အရင်ခွင့်ပြုပါအရင်ပြန်ခွင့်ပြုပါဆိုတဲ့အထိပဲပေါ့နော်ဥစားခင်းနေရှိစလဲရှိမှဆိုရင် အဲ့တော့ဟိုမှာကျွန်တော်ကဟိုစုခါတဲ့ဆောင်းမတဲ့ဆိုပြီးတော့ပြန်ပြီးပြောလို့ရတယ်ဟာပင်မသွားပါပြီဆိုပြီးတော့ပြောလို့ရတယ်နော်။အိုဆာကီနီဆိုတဲ့ရှမဆိုရင်အိုဆာကီဆောင်းမတဲ့ဆိုပြန်ပြီးနှုတ်ဆက်တယ်ပေါ့နော်။တို့ကအိုဆာကီနီဒိုးဆိုဆိုပြီးတော့ပြောတာကြတော့ဗာလဲဆိုရင်အငါအရင်ပြန်မယ်လို့ပြောတဲ့ခါမျိုးကြာအရင်ပြန်နှင့်ဆိုပြီးပြောခြင်းကြတော့အိုဆာကီနီဒိုးဆိုဆိုပြီးတော့နော်။ဒါကတော့ဘူတူတာနေနဲ့ပြောတာပါ။ဂန်ဘာခူဒိုမူဆိုရင်အနုပြုအစာဦးအနုပြုဘုံကျက်ခံရတဲ့အစာဦးပေါ့နော်။ဂန်ဘာခူဒိုမူအနုပြုဘုံကျက်ခံရတဲ့အစာဦး ချမ်းမိုင်ချမ်းမိုင်ဆိုတာကချင်းမိုင်နော်ချမ်းမိုင်ချင်းမိုင်ချမ်းမိုင်ချင်းမိုင်နော်ချင်းမိုင်ကိုပြောတာနောက်တစ်ခုကခိုင်လန်းခိုင်လန်းဆိုတာကဘာလဲဆိုလို့ရှင်လက်စင်ကနှိုးစော်တာဘာလဲဆိုရင်လှက်ပတ်တိလှက်ပတ်ပြီးတော့တတိပေးတဲ့စာပေါ့နော်ပြောချင်တာခိုင်လန်းဆိုလို့ရှင်လက်စင်ကနှိုးစော်တာတစင်တစင်နဲ့ကွာဟာဒီလက်စင်ကနှိုးစော်တာကိုပြောတာနော်ခိုင်လန်းလှက်ပတ် လှက်ပတ်ပြီးတော့နှိုးစော်စားလို့ဘာသာပြန်လဲရတယ်เนาะအဆင်ပြေသလိုပြန်မယ်လက်ဆင်ကမ်းပြီးတော့နှိုးစော်စားဆိုလို့ရှင်လဲရတယ်เนาะဒါကလှက်ပတ်ပြီးတော့အကြောင်းကြားရတယ်ဆိုပြီးတော့ပြောလဲရတယ်ခိုင်းလန်းဆိုရင်လှက်ပတ်အကြောင်းကြားခြင်းဒါတို့ကလက်ဆင်ကမ်းပြီးတော့တစင်တစင်နဲ့နှိုးစော်စားဆိုပြီးတော့ပြောလဲရတယ်ဒါက can you she so သူတေသနာအခန်း can you she so သူတေသနာအခန်း kitchen တို့တည်တည်ကြကြတည်တည်ကြကြ kitchen တို့တည်တည်ကြကြတည်တည်ကြကြ နောက်တစ်ခုကဆဲလီရှီမတ်စီဇန်ဒီတတက်ရက်ပြောင်းလုပ်သည်ဆဲလီရှီမတ်တတက်ရက်ပြောင်းလုပ်သည် organize လုပ်သည်ပေါ့နော်ပြောချင်တာကအဲဆဲလီရှီမတ်ဆိုတော့ဥမာစာအုပ်တွေပါတယ်စီရယ်ဆိုတော့အဲစာအုပ်ကဥမာ grammar ဆိုလဲဘုံဘို့ဆိုလဲဘုံဘို့ grammar စာအုပ်ခုတ်တော့ဆိုလဲခုတ်တော့တည်တဲ့စာအုပ်လေးတွေအဲ့လိုမျိုးသူ့ရဲ့အမျိုးအစားအလိုက်တတိတက်စီဇန်တာမျိုးပေါ့နော် organize လုပ်တာမျိုးမှာတုံးတယ်ဆဲလီရှိမယ်နောက်တစ်ခုကကြတော့ဟိုဟိုနီလန်ဟိုဟိုနီလန်တိုယူတိုယူဆိုတာကလို့ခေါ်တဲ့ ိုယူးဆိုလို့ရှင်လို့ခေါ်တဲ့တိုယူးဆိုတာကလို့ခေါ်တဲ့ဥပမာဆိုလို့ရှင်မူလျောတိုယူးနော်ဝအဲဒိုအခါနဲကိုဟာရဝနာခုတဲမိုဤတိုယူးအီမီဒက်ဆသဖြင့်မူလျောဝအခါနဲကိုဟာရဝနာခုတဲမိုဤတိုယူးအီမီဒက်ဥပမာဆိုလို့ရှင်မူလျောဆိုတာမူလျောကပေါ့နော်မူလျောတိုယူးနော်ဝလို့ပြောလို့ရတယ်တော့ကအိုခါနဲ့အိုဟာရဝနာခုတဲမိုဆိုတာကပတ်စံမပေးလဲရတယ် တိုယူလို့ဆိုတဲ့ immediate အတိပဲဖြစ်ပါတယ်အဲ့လိုမျိုးတွေမှာသုံးတယ်နော်တိုယူဆိုတာနောက်တစ်ခါပြန်ပြီးရှင်းတာမျိုးကွာလို့ဆိုတဲ့ sus ဆိုတာကအုပ်ကိုပြောတာတအုံတော့ရေတွက်တယ်ဆိုရင်စာအုပ်တွေရေတွက်တဲ့ခါမှာသုံးတယ်နော်အဲ့တော့ hanko 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 ဆိုတာကတစိတုံနော် hanko hanko ဆိုရင်တစိတုံနောက်တစ်ခုက oshima ဆိုတာကဖိတာနှိပ်တာ hanko o oshima ဆိုရင်တစိတုံနှိပ်တယ်နော် hanko o oshima တစ်စိမ်းလုံးနှိပ်တယ်ဖူတာကော့ဖူတာကော့ဆိုတာကအမွာ ဖူတာကောအမွာဖူတာကောအမွာ ရှိမိုက်နေရမှာရှိမိုက်နေရမှာဂေါနန်းစေဂေါနန်းစေဆိုတာငါးတန်းចောင်းတာငါးတန်းចောင်းသူဂေါနန်းစေငါးတန်းចောင်းတာငါးတန်းចောင်းသူနီတဲအီမန်စင်တူသည်နီတဲအီမန်စင်တူသည်စေခခုကိုရီကိုသွေးအကျင့်တရစေခခုကိုရီကိုသွေး အကျင့်စရာအစဲခါခုကိုရီကိုသွေးအကျင့်စရာဥတ္တနာရှိလူကြီးဆန်သောတည်ငြိမ်သောဥတ္တနာရှိ လူကြီးဆန်သောတည်ငြိမ်သောဥတ္တနာရှိလူကြီးဆန်သောတည်ငြိမ်သော ရာစာရှိကျင်နာသောသဘောကောင်းသောရာစာရှိကျင်နာသောသဘောကောင်းသောဆဲဝဝရှိမဲပြုစုပြုထောင်သည်ဆဲဝဝရှိမဲပြုစုပြုထောင်သည်ဒီမှာတိခဏကတချိမအချိန်ကြာသည် ကြည်ခံကတာချိမန်အချိန်ကြာသည်ကြည်ခံကတာချိမန်အချိန်ကြာသည်ဒိုင်းစုခိနာ အလွန်နှစ်သက်သောဒိုင်းစုခိနာအလွန်နှစ်သက်သောနိုင်နနီတန်ဆိုတာကအမှတ် point တွေကိုအမှတ်တွေကိုရေးထွက်တာမှတုံးနေနော်အရကွာကြပါလဲဆိုလို့ရှင် အချက်အနေနဲ့လည်းသုံးတယ်။ဥပမာဆိုလို့ရှင်ဆန်စတိုဟိုမှာကွာဆန်စတိုဒီအိုင်ဆန်စတိုအလုံးမှာဆိုလို့ရှင်ကွာ အာဒီစာဒီ document တွေဖတ်ရတယ်ပေါ့နော်ဖတ်တဲ့ခါကျလို့ရှိရင်ကိုက machine ထားရှိလို့ရှိရင်အဲ့ document ရေးတဲ့သူကိုကိုကပြန်ပြီးခခုနင်းနေပေါ့အဲ့လိုခခုနင်းလောက်တဲ့ခါကျလို့ရှိရင်အမ်ကိုကခခီနိုတန်ဟိုကိုခခုနင်းစာစတဲ့ခုတာ sign ဆိုပြီးလိုက်တယ်ခခီနိုတန်ဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီအောက်မှာရေးထားတဲ့တန်ဆိုတဲ့ဒီတန်ဆိုတဲ့ဟာလေးကိုသုံးတယ်နော်အမှားရေးထားတဲ့အချက်ကလေးတွေကိုကောခါခုနင်းစာစတဲ့ခုတာဆိုင်ဆိုတာကအာဒီအတီးပြုတ်ခွင့်ပြုပါပေါ့နော် ဘာလဲဆိုရင် confirm လောက်ခွင့်ပြုပါဆိုပြီးတော့ကို ကို confirm ခြင်းနဲ့ကိုခောက်ခွင်းပေါ့နော်ကိုစဒီမေးခြင်းနဲ့အချက်ကလေးတွေအလုံးမတင်းနဲ့သုံးလေးနဲ့တမ်းပြီးရေးသွားတယ်အောက်မှာရှိတဲ့အချက်တွေကိုကိုခောက်ခွင်း confirm လောက်ခွင့်ပြုပါဆိုပြီးတော့အလုံးလေးရေးတယ်ကွာအဲ့ဒါမှာတန်းကိုသုံးတယ်တန်းဆိုတာကအမှတ်တွေဟိုမှာဒီတမှတ်နှစ်မှတ်ရရဲဆိုတဲ့ဟာမျိုးအမှတ်တွေအနေနဲ့သုံးတယ် point အနေနဲ့သုံးတယ်အချက်အနေနဲ့သုံးတယ်နော်နောက်တော့ key ကဆိုရ key ကဆိုရဆိုတာကစိတ်တဲ့ခိုင်ပါတယ်စိတ်တဲ့ကြံ့ခိုင်တယ် ခိကဆွေရီစိတ်ဓာတ်ခိုင်မှာတော့စိတ်ဓာတ်ကြံ့ခိုင်တော့ခံကရှိမှအရန်ဖြစ်သည့်စကားများသည်နော်ရန်ဖြစ်စကားများသည်ခံကရှိမှအရန်ဖြစ်စကားများသည်ခံကရှိမှရန်ဖြစ်စကားများသည်ဖူရှိဂီနာជីအဲဒီစမ်းကျဲတော့အန်အောဆရာကောင်းတော့ဖူရှိဂီနာစမ်းကျဲတော့အန်အောဆရာကောင်းတော့ဖူရှိဂီနာစမ်းကျဲတော့အန်အောဆရာကောင်းတော့နောက်တစ်ခုကနန်းလေအသက်နန်းလေအသက် နန်းလေအတဲရှိရှိခတာရှိခတာဆိုတာက လုံပုံလုံနီပြုလုံပုံပြုလုံနီပေါ့နော်ရှိခတာပြုလုံပုံပြုလုံနီခတာဆိုတာကပုံကိုလိုနီလန်းနော်အော်ရှိမတ်ဆိုတာပြုလုပ်တယ်ကွာအော်ရှိခတာဆိုလို့ရှိရင်မှာစကာယီခတာဆိုရင်အသုံးပြုပုံအသုံးပြုနီးရှိခတာဆိုရင်ပြုလုပ်ပုံပြုလုပ်နီးဆိုတဲ့အထိပ္ပယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ရမယ်လို့ထင်တယ်စံသက်တို့အတူတူမှတ်နီးလေးနဲ့မှတ်ကြမယ်နော် စန်းကရှိမှကိုကအရင်တော့ကတော့ကာဘွက်တွေဘာတွေမပါဘူးပေါ့နော်အဲ့တော့အရင်ဆုံးစန်းကကြည်တယ်ပေါ့စန်းပြီးတော့ကကြည်တယ်စန်းပြီးတော့ပါဝင်ဆင်ရဲကြည်တယ်ပေါ့နော်စန်းပြီးတော့ကကြည်တယ်ပေါ့အရင်တော့ကမကဘူးတကယ်ချင်းနေကဖိတ်ခေါ်တာနဲ့စန်းပြီးကကြည်တယ်စန်းပြီးတော့ပါဝင်ဆင်ရဲကြည်တယ်ပေါ့နော်စန်းကရှိမှစန်းပြီးကကြည်တယ်ဆိုတာတနည်းအားဖြင့်အဲ့ဒီပွဲမှာပါဝင်ဆင်ရဲတာပေါ့နော်တို့ကစိုးတာတဲ့မန်ဆိုလို့ရှိရင်သူကငယ်လေးတော့စိုးတဲ့အတွက်ကြောင့်ဓာတ်တွေတုတ်တွေနဲ့ချိတ်ချောက်ပြီးတော့ပြုစုပြောင်းထောင်ခဲ့ရတယ်ပေါ့နော်စိုးတာတဲ့မန်ဆိုလို့ရှိရင် ဆိုးတဲ့အတွက်ကြောင့်မလို့ဓာတ်တွေထုတ်တင်နေချိန်ချောက်ပြီးတော့ဗာလဲဆိုရင်ခြောက်ပြီးတော့ဗောနော်ခြောက်ပြီးတော့ပြုစုပြုထောင်ခဲ့တယ်ဗောနော်ဆိုးတာတဲမန်ဆိုလို့ရှိရင်ပြုစုပြုထောင်နေဟာခိုးပြီးမှကတော့ရှေ့မှာတော့ဆန်စတိုကြက်ခဲ့ပြီးသားနော်တဲဆောင်နေနောက်တစ်ခုက new ဆိုတာကဆန်စတိုဝင်တာကွာ in ဆိုတာကဆန်စတိုပြော in လို့ဘာလို့လဲ in အဲ့တော့အစာအုပ်တစ်ခုတော့ဝင်နေဆိုတော့ဒီနေ့အပြင်စိတ်ယုံတက်တဲ့အနေနဲ့သုံးတယ်နီယူအင်းရှီမတ်စ်နော်နီယူဆိုရဲဒီ ဝင်နေပေါ့နော်ဝင်နေဒီဝင်နေဆိုတော့ဝင်နေတို့နောက်တစ်ခုကဘာလဲဆိုရင်အဲ့ဒါဤထဲမှာထည့်တယ်တို့အဲ့လိုတိပရရတဲ့ခန်းကြီးလေးအဲ့တော့ဝင်နေသိယုံတဲ့ကိုဝင်နေဆိုတာတနည်းအားဖြင့်သိယုံတဲ့တယ်ပေါ့နော်ဘျောအင်းလို့ခေါ်တဲ့ဒီအင်းပါတဲ့ဒါလေးတဲ့ကိုဝင်နေဆိုတော့သိယုံတဲ့တယ် new in ရှိမှဆိုသိယုံတဲ့တိုင်းဆိုတာကစံတို့တိုင်း shock ခုလိုပါလို့ဆိုရင်အဲ့ဒါအလုတ်ထွက်တာတိုင်းဆိုတာဒါထွက်တယ်ဆိုတဲ့အဓိပ္ပာယ်တိုင်းဒါက shock ခုအဲ shock ခုတော့ဖြစ်တယ် မန်နီရတယ်မန်နီနဲ့မှားသွားလို့ဒါထွက်တာရဲ့နောက်တစ်ခုကဒီစေယုံဆိုတဲ့ခန်းကြီးကအင်းလို့ထွက်တယ်နော်စေယုံဆောင်ဖြစ်တယ်ပြောအင်းမှရှိတယ်ဒီအင်းအစာဦးခန်းကြီးနော်အဲ့ဒါကဆန်တို့အင်းလို့ထွက်တယ်ဆိုတော့ဒီနေ့အပြင်ထွက်တာရဲ့ပြောအင်းလို့ခေါ်တဲ့အင်းစေယုံစီကန်နေထွက်တယ်ဆိုတော့ဒီနေ့အပြင်စေယုံစင်းနေပေါ့နော်တိုင်းအင်းရှိမှဆိုရင်စေယုံစင်းနေအဲ့တော့ element ဆိုတာထည့်တယ်ဆိုတော့ dan count element ဆိုရင် power supply လျှက်စစ်တက်ကိုထည့်တယ်ဆိုတော့ဒီနေ့အပြင်အဲလျှက်စစ်မီဖွင့်တယ်ခလုတ်ဖွင့်တယ်ပေါ့နော် လျှက်စီမီဖွင့်တယ်ခလုတ်ဖွင့်တယ်ခီတီမတ်ဆိုရင်ဖြတ်တောက်တယ်ဒန်ကန်ကိုခီတီမတ်ဆိုရင်လျှက်စစ်တက်ကိုဖြတ်တောက်တယ်လျှက်စစ်မီပိတ်တယ်ခလုတ်ပိတ်တယ်ဘယ်လိုမှတ်တာနော်လျှက်စစ်မီပိတ်တယ်ခလုတ်ပိတ်တယ်နောက်တော့ခါကီးဆိုတာကတော့ပြောတာခါကီးဆိုတော့ချက်ခဲ့ပြီးသားနော်ခါကီးကိုခါခဲမတ်ဆိုရင်တော့ခတ်တယ်ခါကီးကိုခါခဲမတ်ဆိုရင်တော့ခတ်တယ်အဲ့ခါခဲလူဘာလို့ကတော်လေးအသုံးများတဲ့ဟာလေးနော်ခါကီးကခခတဲ့ဤလူဆိုရင်တော့ခတ်ထားတယ်နောက်တော့ဥဆိုးဆိုတော့ဥဆိုးဆိုတဲ့လူကြီးကလိန်ပြောတယ်အလိန်ညာတွေပြောတယ်လို့မှတ်မယ် ဥဆိုစခိမတ်ဆိုရင်လိန်ပြောတယ်ညာပြောတယ်မူသားပြောတယ်ခီမိုဂျီကကြက်ခဲ့ပြီးသားနော်ခီမိုဂျီကအီဆိုလို့ရှိရင်စိတ်ခံစားချက်ကောင်းတယ်စိတ်လန်းဆန်းတယ်ခီမိုဂျီကဝါဒူအီဆိုရင်စိတ်ခံစားချက်မကောင်းဘူးနော်စိတ်မကြည်လင်ဖြစ်တယ်မလန်းမဆန်းဖြစ်တယ်နောက်တစ်ခါအိုခီကကြက်ခဲ့ပြီးသားအိုခီနာဆိုရင်ကြီးမာတော့အိုခီကြီးမာတော့ချီဆိုင်ဆိုရင်တင်းငယ်တော့ချီဆာနာဆိုရင်တင်းငယ်တော့ကြက်ခဲ့ပြီးသားနော် အာကိုက်ဆိုရင်နေတော့နေနေတဲ့ဒီချောင်ဆိုတာကကလေးလေးတွေဘာတွေမှာတုံးနေဆိုနေနေတဲ့ကလေးဆိုတော့ကလေးနေတာရဲ့လေးကလေးငယ်ပေါ့နော်အဲတော့ကခိုးဆိုတာလည်းကြက်ခဲ့ပြီးသားနော်အဲတော့ short ဆိုတာကစံတို့သေးငယ်တာဒါလည်း n5 level မှာပါတဲ့ခန်းကြီးလေးနော်အဲတော့ short ကခိုးဆိုတော့သေးတဲ့ကြောင်ဆိုတော့ပြောရကြတာကကလေးတတိယတတိယကြောင်မူတာတန်းကြောင်ပေါ့နော် true ကခိုးဆိုရင်အလဲအစင်ကြောင်ဆိုတော့ပြောချင်တာအလဲတန်းကြောင်ငါတို့ကအဲခီကလည်းကြက်ခဲ့ပြီးသားမအဲဆိုတဲ့ဟာလည်းကြက်ခဲ့ပြီးသားဆိုတော့ မယ်ဆိုတာအရှိဆိုတော့ဘုဒ္ဓရှိပေါ့နော်နောက်တစ်ခါခိုင်းကန်းဆိုတာကပင်လယ်ကန်းချေဒါကတော့မကြက်ဘူးနော် ခိုင်းကန်းဆိုရင်ပင်လယ်ကန်းချေဒါလေးကတော့မှတ်ရခဲ့တဲ့ကြောင့်ကျွန်တော်ဒီတိုင်းလေးမှတ်ထားမယ်နော်ခိုင်းကန်းပင်လယ်ကန်းချေနောက်တစ်ခါခိုးကြောခိုးကြောဥမာဆိုလို့ရှင်ခိုးတဲ့သူတွေဘာတွေရှိတယ်ပေါ့ဥမာဆိုရင်ဘီလက်မြေတို့ဘာတို့ကခိုးတဲ့သူတွေရှိတယ်အဲ့နေရာကဘာလဲဆိုရင်စက်ယုံလို့မှတ်မယ်နော် ခိုးတဲ့သူတွေဘာတွေရှိတယ်ဂျောပေါ့နော်အဲနေရာကဘာလဲဆိုရင်စက်ယုံလို့မှတ်မယ်ဟာကွာမူလမူလဆိုတာကယွာကြေးယွာပေါ့နော်မူလာတဲ့သူတွေရှိတယ်ပေါ့ညနေပိုင်းမှာဆိုမူလာတဲ့သူတွေရှိတယ်အဲ့ဒါဘာလဲဆိုရင်ယွာလို့မှတ်မယ်နော်ယွာမှာရှိတဲ့သူတွေလို့မှတ်မယ်အဲ့ဟောခနာတော့သိမယ်လို့ထင်တယ်ဟီတာခနာတို့ခတာခနာတို့လीခနာဆိုတာကဟီတာခနာခတာခနာကိုပြောတာနောက်တစ်ခုကယူဘီဝ UB ဆိုတဲ့လက်ချောင်းမှာဝတ်ထားတာကဘာလဲဆိုရင်လက်စွပ်လို့မှတ်မယ်နော် UB ဝါဆိုရင်လက်စွပ် UB ဝါဆိုရင်လက်စွပ်ဒန်ခန်းဆိုတာကမီလျက်စစ်ပါဝါ supply ပေါ့နော်လျက်စစ်တက်စစ်ဒါအလိုင်းကလောက်ဒန်ခန်းဆိုရင်လက်စစ်ဒါအလိုင်းကလောက်မီကလောက်လို့မှတ်မယ်နော်ပါဝါ supply လို့မှတ်ထားမယ်အကွာခန်းခိုးခန်းခိုးဆိုတာအခန်းထဲမှာခိုးပြီးအိမ်နေတယ်ကျမကြီးမကောင်းလို့လို့မှတ်မယ်ခန်းခိုးဆိုရင်ကျမကြီး ခန်းကိုဆိုကြမှာရင်တော့ဆဲဆိုတာကတော့နီဟွန်ဆဲတို့ချူကိုကူဆဲတို့အဲ့ဒါလေးမှတ်ထားမယ်နော်ဆဲဆိုတာကထုတ်ဆိုတဲ့အဓိပ္ပာယ် main ဆိုတဲ့အဓိပ္ပာယ်အိုတိုတိုရှိလဲရမလို့ထင်တယ်နော်ခိုတိုရှိရဒီနည်းခီယော်နန်ဆိုတာပြီးခဲ့တဲ့နည်းအိုတိုတိုရှိဆိုရင်တက်နှစ်ကပေါ့နော်ပြောနေတာနှစ်နှစ်မြောက်ကိုပြောအာဒီခဲနိုင်ဆိုရင်အာမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့အိုဆာခီနီရှိတဲ့ရှိမှာဆာခီဆိုတာက အရင်ဆိုတဲ့အဓိပ္ပာယ် တော့အရင်ခွင့်ပြုပါဆိုတဲ့ TV ပေါ့နော် Osaka နေ Resolution မှာအရင်ပြန်ခွင့်ပြုပါအရင်ပြန်နှင်မယ် Ganbaku Domo နော် Ganbaku Domo ဆိုတာလည်းကတော့နာမည်ကွာ Ganbaku Domo ဆိုရင်အနေပြုပုံရိပ်ခံရတဲ့အစာအုပ်ပေါ့နော် Chan Mai Chan Mai ဆိုတာက Chan Mai ဆိုတာကချင်းမိုင်ကိုပြောတာနော်ချီရဲ့အုံးလေပေါ့နော် ချမ်းမိုင်ချမ်းမိုင်ဆိုတာကချင်းမိုင်ကိုပြောတာအတန်အတွက်နဲ့တူတယ်ဆိုတော့ရမယ်လို့ထင်နော်ချီရဲ့ အေးဘောင်းလိုက်တယ်ချမ်းမိုင်းနော်ချမ်းမိုင်းဆိုရင်ချမ်းမိုင်းအင်္ဂလိပ်အတန်တော့ကနေပြီးတော့မှတ်ထားပါတော့မအီနဲ့နောက်ကမိုင်းဆိုတော့မနဲ့အီနဲ့ပေါင်းလိုက်တာခိုင်လန်ခိုင်လန်ဆိုတာကင်ပြီးတော့မှလမ်းလမ်းမှာရှိတဲ့သူတွေအကုန်လုံးကိုဗာလဲဆိုရင်လှက်ပတ်အကြောင်းကြားရတယ်နောက်တစ်ခုကတဆင်ကန်ကြောညာတယ်နှိုးစော်တယ်ပေါ့နော်အဲ့လိုမှတ်ထားမယ်ခိုင်လန် ကင်ပြီးတော့ဗောနော်ကင်ပြီးတော့လက်ကန်းစားဆောင်တွေပါတယ်အဲ့လိုမျိုးသတိပေးစာကိုကင်ပြီးတော့လမ်းမှာရှိတဲ့သူတွေကိုလှည့်ပတ်ပြီးတော့အကြောင်းကြားခြင်းနောက်တစ်ခုက lesson gain နှိုးစော်စာလို့မှတ်ထားမယ်ခိုင်လန် thank you ရှိစုကတော့ရမှာလို့တည်နော် thank you ဆိုတာသူတည်တနာရှိစုဆိုတာအခန်းနော်ဒီခိုင်ကြီးလေးဘာလို့ thank you ရှိစုဆိုရင်သူတည်တနာအခန်း kitchen door kitchen door တည်တည်စစတည်တည်ကြကြအဲ့တော့ အဲ့ဒီ kitchen ဆိုတာကမှဥပမာဆိုရင် အင်္ဂလိပ်အတန်အတွက် kitchen နဲ့အတန်အတွက် kitchen နဲ့တို့ကြောင့်မို့မိဖို့ကြောင့်နဲ့မှာတည်တည်ချာချာရှင်းထားတယ်လို့မှတ်ထားပါဘောနော် kitchen တို့ဆိုရင်တည်တည်ချာချာတည်တည်ချာချာ sale ရှိမှဆိုရင် season နဲ့ပြောချင်တာကဒီ organize လုပ်တယ်တသက်ရဖြစ်အောင်လုပ်တယ် sale ရှိမှဆိုရင်10မျိုးလောက်ရှိတာကိုသူကတသက်ရပြန်ဖြစ်အောင်လုပ်တယ်လို့မှတ်မယ်10မျိုးလောက်ရှိတာကိုပြန်ပြီးတော့တသက်ရဖြစ်အောင်လုပ်တယ်လို့မှတ်မယ်နော် ho ho ဆိုရင်နီလန် ိုးဟိုးဆိုရင်နီလန်နော်နောက်တစ်ခါတိုယူကကြတော့လို့ဆိုတဲ့ဥမာဆိုရင်တိုဆိုတာကလို့အီအီဥဆိုတာကတော့ပြောချင်တာကဘာလဲဆိုရင်အီအီမတ်ဆိုတော့လို့ပြောတဲ့လို့ဆိုတဲ့ပေါ့နော်အဲ့လိုလေးမှတ်ထားမယ်ဆာဆဆိုတာကတအုပ်နှစ်အုပ်ရေတွက်တဲ့အခါမှာတုံးတာနောက်တစ်ခါဟန်ခိုဟန်ခိုဆိုတာကတော့တစိတုံးကိုပြောတာနော်ဂျပန်မှာဆိုလို့ရှိရင်သူကလက်မှတ်ထိုးတဲ့အစားအုံးမှာတစိတုံးပေါ့အများဆုံးသုံးနေပေါ့နော်ဒီဂျပန်ရောက်ရောက်ချင်းတစိတုံးတွေလောက်ရမယ်ဘာလဲဆိုရင် ဒီဘန်အကောင့်ဖွင့်တာတို့ပြီးလို့ရှိရင်နောက်တစ်ခါကယုံယုံနေပါတယ်မှာဘာလဲဆိုလို့ရှိရင်မိုင်းနံပါတ်ကတ်တော့ဘာလို့အဲ့လိုမျိုးလေးလောက်တာလေအဲ့လိုမျိုးလေးဆိုလို့ရှိရင်ဆန်တို့ဒစိတုံးလေးကွာဒစိတုံးကဒီလိုမျိုးလေးနော်မာဒစိတုံးကအမျိုးမျိုးရှိတယ်ဆန်တို့ဒါတစ်သားလေးနဲ့လောက်တဲ့ဒစိတုံးဆိုလို့ရှိရင်ဒီလိုဒစိတုံးရဲ့ဒီအဝနာမည်လေးနေရာမှာဟိုဆန်ဆန်နာမည်ဆိုလို့ရှိရင်ခါဤအင်းဘောနော်အဲအဲ့လိုမျိုးလေးသူကရေးထားတာတသားလေးနဲ့ထွင်းရေးထားတာအဲ့ဒါအောင်မှဆန်သူကမှင်လေးတုတ်ပြီးတော့ ဖိလိုက်ရမှာပေါ့နော်မင်းလေးတုပ်ပြီးဖိလို့ရှိရင်သူကအေးရတာတော့မမင်းလေးတုပ်ပြီးဖိလို့ရှိရင်သူကနာမည်လေးနဲ့စိတ်တုံးထိုက်ပြီးသားလေးဖြစ်မှာပေါ့နော်အဲ့ဒါတော့ဟွာရဲမှာမြင်မှုမထင်တဲ့ဆန်တို့ဇက်ကားရဲမှာမြင်မှုမထင်တဲ့ဒီလိုပုံစံလေးစိတ်တုံးလေးကိုထုလိုက်ပြီးဆိုဒီလိုပုံစံလေးပေါ်တယ်ပေါ့နော်အဲ့လေးကတော့စိတ်တုံးလေးလောက်ရမယ်ပေါ့ဒီဂျပန်ရောက်လို့ရှင်အဲ့ဒါတော့ဘူဒ္ဓရအင်းနဲ့ပြောတာနော်ဟန်ခိုဟန်ခိုဆိုတာကဟန်ကိုခေါ်တဲ့လက်ကလေးနဲ့ပေါ့နော် အဲထူလဲပေါ့နော်ဒီစိတုံးလုံးမှတ်ထားမယ်နော်ဟန်ခိုးဆိုရင်ဒီစိတုံးနောက်တော့အိုရှိမဆိုတာဖိတာနှိပ်တာတုံးတာဟောဒီစိတုံးကိုဖိတယ်ဆိုတော့ပြောကြပြဒီစိတုံးနှိပ်တယ်ပေါ့နော်နောက်ကဖူတာဖူတာကောဖူတာကောဆိုတာဖူတာဆိုတာကဖူတာဒီလိုဖူတာဆိုလိုနှစ်ခုဆိုရတဲ့ပဲကောဆိုတာကဆန်းလို့ခိုးတိုးမွေခိုးဆိုတဲ့အတန်တော့ကနေနောက်ကိုရောက်တော့နှစ်ချက်တင်တော့ကောဖြစ်သွားတယ်နော်ဖူတာကောဆိုတာက နှစ်ယောက်ရဲ့ကလေးရဆိုကလေးနှစ်ယောက်ဆိုတနည်းအားဖြင့်အမွာပေါ့နော်ဖူသားကောအမွာရှီမိုက်ရှီမိုက်ဆိုရင်ညီအမရှိတယ်အမရှိတယ်ဆိုတော့ပြောကြရင်အပြင်သူတို့နှစ်ယောက်ကညီအမပေါ့နော်ရှီမိုက်ဆိုရင်ညီအမဂေါ်နန်းဆိုတာက9နှစ်ဆဲဆိုတာကကက်ဆေးတို့ဘာတို့ရဲ့ဆဲနဲ့တုံးထတာနော်အဲ့တော့9နှစ်ចောင်းသား9နှစ်ចောင်းသားပေါ့နော်9နှစ်ចောင်းသူနီတဲအီမန်ဆိုတာက နီနီနဲ့စင်တူတယ်လို့မှတ်မယ်နီနီနဲ့စင်တူတယ်လို့မှတ်မယ်နီတဲ့အီမန်ဆိုရင်စင်တူတာနီတဲ့အီမန်ဆိုရင်စင်တူတာနောက်တစ်ခုကဆဲခခုဆဲခခုဆိုတာကဘာလဲဆိုရင်ကိုရီကိုသွေးအကျင့်စရိုက်ပေါ့နော်လူတယောက်ရဲ့အကျင့်စရိုက်သူ့ရဲ့အကျင့်စရိုက်ကတော့ဘလို့ရှိရဲ့သူ့အကျင့်စရိုက်ကဘလို့လို့ရှိရဲ့ပေါ့နော်ပြောချင်တာ तू ကတော့ပျပျော်နေတတ်တယ် तू ကတော့တီတီငိမ့်ငိမ့်လေးစသဖြင့်အဲ့လိုအကျင့်စရိုက်ကိုပြောတာနော်နောက်ကအိုတူနာဆိုတာကဆန်တို့လူကြီးကိုပြောတာနော်အိုတူနာရှိဆိုလို့ရှိရင်ဆန်တို့ လူကြီးဆန်တော့တည်ငြိမ်တော့အိုတူနာရှိဆိုရင်လူကြီးဆန်တော့တည်ငြိမ်တော့နောက်ကရာဆာရှိဆိုလို့ရှင်တော့သဘောကောင်းတော့ဒါလည်းကြက်ခက်ပြီးသားလေးနော်နောက်ကဆဲဝါအိုဆဲဝါနီနာဒီမန်ဆိုပြီးတော့ဆန်တော်အမြဲတမ်းပြောတယ်လေအဲပြုစုဆောက်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောရရင်အဲ့တော့အိုဆဲဝါနီနာဒီမန်ဆိုအဲ့ဒီဆဲဝါဆိုတာကပြုစုဆောက်ရှောက်တယ်ဆိုတဲ့အတိပဲဆဲဝါကိုရှိမှန်းဆိုရင်ပြုစုပြောထောင်တယ်ပြုစုဆောက်ရှောက်တယ်နောက်တော့ကជីခန်းကတာချီမတ်ဆိုရင်ជីခန်းဆိုတာကအချိန်ကိုပြောတာជីခန်းကတာချီမတ်ဆိုရင အချိန်ကြာတယ်ဆိုတဲ့အထိပဲเนาะဒိုင်းစုခိနာ စုခိဆိုတာက စုခိနာဆိုရင်ကြိုက်တော့ဒိုင်းဆိုတာကကြီးမာတာကွာကြိုက်တာမှကြီးကြီးမားမားကြိုက်တယ်ဆိုပြောချင်တာအလွန်ကြိုက်နှစ်သက်တော့အလွန်ကြိုက်နှစ်သက်တော့เนาะတန်းဆိုတာကဘာလဲဆိုရင်အမှတ်တို့ point တို့အချက်တို့เนาะနောက်တစ်ခုကခိကစယောစိတ်တဲ့ခိုင်မာတော့စိတ်တဲ့ကြံ့ခိုင်တော့ခိကစယောဤဆိုရင်စိတ်တဲ့ကြံ့စိတ်တဲ့ခိုင်မာတော့စိတ်တဲ့ကြံ့ခိုင်တော့နောက်တစ်ခုကခန်းကရှိမှအခန်းထဲမှာ အခန်းထဲကသူနဲ့ယံဖြစ်တဲ့စကားများတယ်လို့မှတ်မယ်အခန်းထဲကသူနဲ့ယံဖြစ်တဲ့စကားများတယ်ခန်ကာရှိမဆိုရင်ယံဖြစ်တဲ့စကားများတယ်ခန်ကာရှိမယံဖြစ်တဲ့စကားများတယ်နော်နောက်တစ်ခုကဖူရှိဂီနာဖူရှိဂီနာကစမ်းကြဲတော့ဖူရှိဂီနာစမ်းကြဲတော့ဖူအစားအစာတွေရှိတယ်အဲ့ဒါကစမ်းကြဲတယ်လို့မှတ်မယ်နော်ဒီလိုတောတဲ့တောင်ထဲမှာအစားအစာတွေရှိတယ်ဆိုတာကစမ်းကြဲတယ်လို့မှတ်မယ်။ဥပမာကတောကြီးငယ်ငယ်ထဲမှာ ဒီထူဆန်ဆန်ခင်မီအစားအစာတွေရှိနေတယ်ပေါ့အဲ့ဒါကထူဆန်တယ်လို့မှတ်မယ်ဖူရှိကီနာဆိုရင်ထူဆန်တော့ဒီကွာနန်းလဲနန်းလဲဆိုတာကအသက်ကိုပြောတာနန်းလဲဆိုတာကအသက်ကိုပြောတာရှိခတာခတာဆိုတာပုံကိုလိုနီလန်းတော့နော် အာနိုခတာရိုလीမာလို့ချက်ခဲ့တယ်ခတာဆိုတာပုံကိုလိုနီလန်းတော့ရှီမတ်ဆိုတာပြုလုပ်တာဆိုတော့ရှိခတာဆိုတာကပြုလုပ်ပုံပြုလုပ်နီရှိခတာဆိုရင်ပြုလုပ်ပုံပြုလုပ်နီကြဲအဲ့ဒါဆိုရင်တော့ရမယ်လို့ထင်ပါတယ်နော် ကျွန်မကြောင့်လို့များအားလုံးစားလည်လာတာအဆင်ပြေကြပါစေနော်